ာဂျင်တီးနားကလပ်ရိုဆာရီယိုအသင်းဟာဒီမာရီယာကိုခေါ်ယူဖို့ကြိုးစားနေတာကြောင့်အာဂျင်တီးနားကစားသမားဟောင်းဟာသူ့ရဲ့ငယ်ဘဝကလပ်အသင်းထံပြန်လာဖို့ရှိနေတာဖြစ်ပါတယ်။ဒီမာရီယာဟာသူ့ရဲ့ကစားသမားဘဝစတင်ခဲ့တဲ့ရိုဆာရီယိုအသင်းထံပြန်လာဖို့ကာလရှည်ကြာချိတ်ဆက်မှုတွေခံနေရပေမဲ့ဥရောပမှာဆက်နေပြီးလွန်ခဲ့တဲ့နှစ်နှစ်ကအသင်းဟောင်းတစ်သင်းဖြစ်တဲ့ဘင်ဖီကာအသင်းထံပြန်လာခဲ့တာပါ။ဒီမာရီယာနဲ့ပင်ဖီကာအသင်းတို့ရဲ့စာချုပ်ဟာတရားသီးကုန်မကုံဆုံးမှဖြစ်တဲ့အတွက်ရိုဆာရီယိုအသင်းမှာသူ့ရဲ့ကစားသမားဘဝကိုအဆုံးသတ်နိုင်မဲ့အခွင့်အရေးကောင်းရှိနေတာဖြစ်ပါတယ်။ ရိုဇာရီယိုအသင်းလူငယ်စီမံကိန်းကနေထွက်ပေါ်လာတဲ့ဒီမာရီယာဟာအသင်းကြီးမှ200တိကျကစားပြီးနောက်2000ခုနှစ်မှာဘင်ဖီကာအသင်းထံပြောင်းရွှေ့ခဲ့တာပါဒီမာရီယာဟာသူ့ရဲ့အောင်မြင်ခဲ့တဲ့ဥရောပကစားသမားဘဝမှာ Real United PSG နဲ့ Juventus အသင်းတွေမှာကစားခဲ့ပြီး2023ခုနှစ်မှာ Benfica အသင်းထံပြန်လာခဲ့တာဖြစ်ပါတယ်။ဒီမာရီယာကို Argentina အသင်းပေါ်ဟောင်းမက်ဆီရှိတဲ့ Inter Miami အသင်းကလည်းချိတ်ဆက်မှုတွေပြုလုပ်နေကြပါ ရိုဇာရီယိုအသင်းနီးပြဟိုလန်ကနီးပြတိုင်းကဒီမာရီယာလိုအည်သွေးရှိတဲ့ဘောလုံးသမားကိုအသင်းမှာရှိခြင်းပင်မဲ့ဒါရီကကိုရီးကိုတာဆုံးဖြတ်ချက်တွေပါကလတ်တင်ဟာဒီမာရီယာအသင်းထံပြန်လာနိုင်မှုအတွက်လှုပ်လို့ရတဲ့အရာအားလုံးကိုလှုပ်ဆောင်နေတယ်လို့ Liberal ကိုပြောခဲ့တာပါဒီမာရီယာဟာလက်ရှိအချိန်မှာ Benfica အသင်းအတွက်ခြေစွမ်းပြသနေပြီးအသင်းကို Portuguese အမှတ်ပေးဖလားရရှိနိုင်အောင်ကူညီပေးနေတာပါဒီမာရီယာဟာဒီယာဒီမာပင်ဖီကာအတင်းအတွက်၁၄ပွဲကစားထားပြီး9ဂိုးသွင်းယူထားတာဖြစ်ပါတယ်